ားကံမြို့နယ်စိတ်မူကျေးရွာအုပ်စုနဲ့လုံခင်းကျေးရွာအုပ်စုအကြားမှာရှိတဲ့ကံခန့်စုပေါင်းမြေစာပုံကကြောက်စိမ့်နှန်းတော်ကုမ္ပဏီမြေစာစွပစ်တဲ့အထက်မှာမြေစာပုံပြိုကျောင်းမှုဖြစ်ပွားခဲ့ပြီးရေမစေးကြောက်ရှာဖွေသူအနည်းဆုံးလူ90ခန့်နှိမ့်မြုပ်ပျောက်ဆုံးနေတယ်လို့မျက်မြင်တွေ့ရှိသူတွေကခန့်မှန်းပြောဆိုပါရတယ်။ ရင်းစားပုံပြကြမှုဖြစ်စဉ်မှာဒီဇင်ဘာလ28ရက်နေ့ညနေ9:00နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီးအဆိုပါပြကြတဲ့နေရာကိုကန့်ခန့်စူပေါင်းမြေစာပုံကတစ်သုံးလုံးမြေစာပုံလို့ခေါ်ဆိုကြကြောင်းပြကြတဲ့ဖြစ်စဉ်မှာကုမ္ပဏီကမြေသိရင်တစည်းလဲပါဝင်ခဲ့ကြောင်းနင်းမြုပ်ပျောက်ဆုံးနေသူအရေအတွက်မှာအထူးအကြသိရှိနိုင်မှုခက်ခဲပြီးလက်တလုံးအခြေအနေမှာတော့လူပျောက်စီးရင်တွေကောက်ယူနေတယ်လို့စိတ်မှုကြေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ထံကဒီဇင်ဘာလ28ရက်နေ့ညပိုင်းကသိရပါဗျ။နင်းမြုပ်ပျောက်ဆုံးနေသူစီးရင်ကိုအတ းကြသိနိုင်မှုခက်ခဲနေပေမဲ့မျက်မြင်ကြုံတွေ့ခဲ့သူတွေကတော့ရေမစေးကြောက်ရှောင်ဖွေသူ90ထက်မနည်းနှိမ့်ုပ်သေးဆုံးနိုင်တယ်လို့ခန့်မှန်းကြပါရတယ်။မျက်မြင်ကြုံတွေ့ခဲ့တဲ့အဆိုပါမြေစာပေါ်အနီးနေထိုင်သူဦးရဲ့ရဲ့ထုံးကပြောပြရမှာတော့ပြိုကျလာတဲ့အချိန်မှာသူကအောက်ခြေနားမှာရှိနေတဲ့အတွက်အတိုင်းသားမြင်နေရပြီးလူတွေမျောပါလာတာကားကြီးလိမ့်ပါလာတာတွေကိုမြင်ရကြောင်း သူ့အမည်နဲ့တင်လူအစိတ်30ခန့်အနည်းဆုံးပါသွားမယ်လို့ထင်ပြီးတခြားဘက်ခြမ်းကပြိုကျတဲ့ဟာကိုတော့မခံမှန်းတတ်ကြောင်းဒီနေရာကိုမြေစာဝိတ်လျှော့ဖို့ပြောတာကိုခဏပဲသုံတော့မှဆိုပြီးလုပ်နေတာဖြစ်ကြောင်းသူ့အနေနဲ့အဲ့ဒီမှာနေတာ3နှစ်ရှိပြီဖြစ်ပြီးဒီလိုပြိုကျတဲ့အကြောင်းရင်းကမြေစာဘုံကလည်းမြင်နာပါသလိုမြေစာဘုံအောက်မှာလည်းရေကြောရှိလို့ဖြစ်တယ်လို့ယူဆကြောင်းပြောပြခဲ့ပါဗျာ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဖားကက်မြွနဲ့အုပ်ချုပ်ရေးမှုကလည်းည၈နာရီအချိန်ခန့်မှာလာရောက်ကြည့်ရှုခဲ့ပြီးကြေးရွာရမီရပ်ဖားတွေနဲ့ကုမ္ပဏီတာဝန်ရှိသူတွေကိုဆက်လက်ဆောင်ရွက်စရာတွေကိုမှာကြားခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ28ရက်နေ့ညပိုင်းအချိန်မှာတော့အဆိုပါမြေစာပုံပြိုကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ2ဦးကိုဖားကက်မြွနဲ့ပြည်သူ့စီရင်ကို ပို့ဆောင်ကူတာစီပြီးနင်းမြုပ်ပျောက်ဆုံးနေသူတွေကိုတော့ဒီဇင်ဘာလ29ရက်နေ့ဒီကနေ့နနက်ပိုင်းမှာသာရှာဖွေတော့မှာဖြစ်တယ်လို့သိရပါဗျ။